ASEAN Trade Fair 2025ကိုဆိုးမာရှိတဲ့အီဆန်မြို့ Kindes 2မှာပြုလုပ်ပြီးမြန်မာအပါအဝင် ASEAN နိုင်ငံတွေကဆိုင်ကန်း80ပါဝင်ပြသခဲ့ပါတယ်။ ASEAN Korea Center ကပြုလုပ်တဲ့ ASEAN Week 2025အစီအစဉ်မှာပါဝင်တဲ့ ASEAN Trade Fair 2025ကိုနိုဝင်ဘာ13ရက်ကနေ16ရက်အထိပြုလုပ်မှာဖြစ်ပြီးဖွံ့ဖွဲအခမ်းအနားကိုနိုဝင်ဘာ14ရက်ကပြုလုပ်ခဲ့ပါတယ်။ ဖွံ့ဖွဲအခမ်းအနားကိုအာဆီယံကိုရီးယားစင်တာကအထွေထွေအတွင်းရမှုချုပ်နဲ့တောင်ကိုရီးယားမှာရှိတဲ့အာဆီယံတန်ယုံတွေကတန်အမတ်တွေတက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။အဲဒီနောက်အာဆီယံကိုရီးယားစင်တာကအထွေထွေအတွင်းရမှုချုပ်နဲ့အာဆီယံတန်ယုံတွေကတန်အမတ်တွေက အာဆီယံထွက်ကုန်အစားအသောက်တွေကိုလှည့်လည်ကြည့်ရှုခဲ့ပါတယ်။ ASEAN Trade Fair 2025မှာ ASEAN ဒေသရင်းနိုင်ငံတွေကရိုးရအစားအစာတွေအပါအဝင်စားတောက်ကုန်ပစ္စည်းတွေကိုခင်းကျင်းပြသထားပါတယ်။ပြည်ဝင်းမှာမြန်မာနိုင်ငံကကုမ္ပဏီ10ခုကဆိုင်ကန်း10ခန်းပါဝင်ပြသထားပြီးရိုးရမုံလုံးရေပေါ်အပါအဝင်မြမရိုးရမုံအမျိုးမျိုးလက်ဖက်ပြားရည်အသင့်စာမုံဟင်းကငပီးကြောငချောက်စတဲ့ထုတ်ကုန်ပစ္စည်းတွေကိုပြသထားပါတယ်။ ASEAN Korean Center ကဂျီမူးစီစဉ်တဲ့ ASEAN Week 2025ကို နိုဝင်ဘာ17ရက်ကနေစပြီး6ရက်တာပြုလုပ်သွားမှာဖြစ်ပြီးအဆိုပါအာဆီယံဝိ2025ထဲမှာ commemorative ceremony completion of the 10 ASEAN ventures at the ASEAN Korea Oli ASEAN journalist invitation program ASEAN Korea media forum နဲ့ ASEAN trade fair 2025တို့ပါဝင်ပါတယ် ASEAN Korean Center အနေနဲ့ ASEAN journalist invitation program အရာ အလဲဝဲမီဒီယာဂရုအပါအဝင်အာဆီယံနိုင်ငံတွေကအာရှသတင်းကွန်ရက် ANN အဖွဲ့ဝင်သတင်းဌာနတွေနဲ့အာဆီယံနိုင်ငံတွေမှာရှိတဲ့သတင်းဌာနတွေကကိုယ်စားလှယ်20ကိုဖိတ်ကြားထားပြီးနိုဝင်ဘာ17ရက်ကစပြီးတောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေကြတာဖြစ်ပါတယ်။